最近不一样嘛，而且然后给我买个去了。我咋的追你了？俺俩怕是跑家了，追啊！我咋追呀？哎，俺没，我我没追你了。我没追。哎，俺俩的那家嘛哦。哦，什么异地？也是我们的了。什么异地呢？没什么，没没得，没得。把住地了。哈哈哈哈哈。 ဖြိုးမြအောင်ဖြိုးမြအောင်ရှာတော့ခန်းလေမြမအိုက်တော့လေရှာတော့ခန်းသိရမလားအဖအတင်းတချင်းလေးမကြိုက်တာဟောတချင်းမကြိုက်လေရုပ်ရှင်ကြတော့တကားကြတော့ဘလို့တားတော့ကြည်တယ်ဟောဘလဲမိုးရီးရောတော့မမကြီးရောနွားရအမျိုးတွေအိုက်ဝါးရီစတဲ့အမျိုးတွေမပါတော့ဘူးတရားတဲ့သူတွေလည်းပြင်ရမှာဟုတ်တယ်အဲ့လိုလေးတော့ရှိပါတယ်ဒီလူတွေကဒီလိုကြီးစုံနေလို့မရဘူးလေမရဘူးခုဝန်ထဲကမိသားစုလေးကတယောက်တော့ခွဲသီးဖြစ်အောင်ပါ ရှင်တွေထောက်ပံ့တာ30လောက်ရှိတယ်။ကျွန်တော်တို့ကအခု30လောက်ဆက်ထောက်ပံ့တယ်မိ60။60ဆက်ထောက်ပံ့ရတယ်။ရှင်တွေတော့တက်တယ်။အော်ဘာဘာမြင်ကြအင်းလေးကိုလာမဲ့ထပ်လာမဲ့လူရှင်တွေအတွက်ပြောချင်တာကတော့အင်းလေးမှာတခြားမရောက်သေးတဲ့ရွာတွေအများကြီးဂျန်သေးတယ်။ဘာဖြစ်နေလဲဆိုတော့တချို့ရွာတွေမှာဆိုရင်ဗျာဟိုရှီပြီးသားနေရာတွေမှာဆိုသူကလှူပြီး ပြန်ခဲ့လူပြီးပြန်လူပြီးပြန်သေချာကြီးတဲ့အခါမှာကျတော့ချုပ်နေရတယ်မှာကျပိုးနေတာလည်းရှိတယ်အဲ့တော့နောက်လာမယ့်အလူချင်းတွေလာခဲ့ရင်လိုအပ်နေတဲ့အိမ်တွေအများရှိသေးတယ်သေချာလေးလာစီစစ် ပြီးတော့မှကျွန်တော်လူသေးချင်ပါတယ်ကျွန်တော်ဒါလေးတော့အကြံပြုချင်ပါတယ်လက်ရှိကျွန်တော်ပြောချင်တာကတော့အဲ့ဒါလေးပါပဲဗျဟုတ်ကဲ့အဲ့တော့အလူချင်းလူပဲဆိုလို့ရှိရင်သူကဓာတ်ကြောဟောင်းနေတယ်သူတို့ပြောပြောသူတို့ရှိတာလေဗျအမျိုးတွေအဲ့ဝါးကြီးစတဲ့အမျိုးတွေမပါတော့ဘူးတရားတဲ့သူတွေလည်းပြန်ရပါဟုတ်ကဲ့

ရတယ်ဆိုတာကိုပြောတာပေါ့နော်။နောက်ထပ် evolution လာတဲ့အခါကျရင်လည်းအဲ့လိုအမေပြောလိုက်လို့ရှိရင် evolution ကပုံပြီးတော့အဆင်ပြေသွားဟုတ်ကဲ့ဥမာကျွန်တော်ဝမ်းသွားတာတွေရှိမယ်တခြားဒီလိုတစုတစည်းရဲ့နေတဲ့အခါမှာတခြားယောဂါတွေအဖက်တွေဝင်လာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီဟာကြီးကိုကြောက်ကြောက်တော့ ူကနေရမရှိရနေရမရှိရရှာလို့ရတယ်တကယ်လို့ကျမ်းမာရေးထိသွားပြီဆိုရင်အဲ့ဒါကလွယ်လင်းတကူပြန်ပြီးတိဆောက်လို့မရဘူးမရဘူးလေအဲ့ဒါအရေးကြီးရအဲ့ဒါကြောင့်တို့ကကိုယ်ရင်နိုင်တဲ့အားလေးနဲ့ပေါ့မမြန်လေးဘုံမကြခင်မှာအကုန်လုံးကိုယ်နေရကိုယ်တိုင်ပြန်ရစေချင်တဲ့ဆန္ဒဟုတ်ပါဘူးရှင်စုနဲ့တက်ပါတယ်နော် ရွာလုံးမှာအာကိုအားထားနေရဒီဘုံကြောင်းပေါ့နော်ဒီဘုံကြောင်းမှာဆိုလို့ရှိရင်တော့အင်းအင်းပထမကြောင်းမှာဆိုကြောင်းနေပြည့်စည်သွားတယ်အများကြီးပဲအဲဘုံကြီးအတွက်နေရနေရမရှိတော့ဘူးနောက်စာတင်ကြောင်းတွေဆိုရင်လည်းပြိုလဲပြည့်စည်သွားပြီပေါ့နော်အဲ့ဒီအတွက်ဒါလေးတွေတော့လိုအပ်သေးတယ်ဒီခတဲ့ညာခတဲ့အန္တရာယ်ခတဲ့ကြောင့်ကတဲ့ဇာမသာခတဲ့ရှိတဲ့ခတဲ့တို့မှာခတ်ခတဲ့ကြီးတို့ညံ့ကြီးနေ ်ရှင်းပါရှင်းပါကြီးကြီးပါမော်ရှင်းပါကြီးကြီးရအောင်ဆိုကျွန်တော်တို့စိန်တော့ထားတဲ့ကုနေရွာဗနေရွာရှိရပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကတရင်ကိုဘယ်လောက်ထောက်ပံ့မှာလဲဆိုရင်ပမာဏကိုအားလုံးနဲ့တိုင်ယူနေပြီးပြန်လို့ဝါအိမ်73အိမ်ပြူလဲ73အိမ်ရိုင်းထဲကကျွန်တော်တို့6အိမ်ရိုင်းထဲ6အိမ်ကိုတော့ကျွန်တော်တို့ လှူပြီးသွားပြီဗောနော်တစ်သားအိမ်တွေတော့ကြံသေးတယ်ဗောနော်ပြိုလဲသွားတဲ့အိမ်တွေနွားစားတွေကျွေးနေတာအဲ့လေဘာသဘောကြတာဒီကနွားစားကြီးရအေးအမေမုံမုံချူကြီးလားမုံမုံချူအေးအဲ့နွားလေးနေပြားမော်ဟောရှင်မုံကြီးဒီရှင်မုံနေဒီလားအေးဒီမုံကြီးမေဆမီနောင်မီလီတော်နဲ့မေရာဒီကောင်ရံတော်ဝင်တာသူစူးစောင်းငါတာဟုတ်ပါဟုတ်ပါအောင်မြင်ပါသေးနော်ပြေးဆွနေပြပါသေးပါ ကျေးဇူးပါအဖွာဘွာဝင်းဝင်းငယ်လေးဝင်းငယ်သားလေးမိုးကြီးကိုနဲ့ရိုက်တဲ့စကားကိုမကြည့်ဘူးလားမွေးကိုနဲ့တော့ခါကြမ်းမွေးကိုနဲ့ကိုနေမင်းနဲ့ရတဲ့ဇာကကြီးဘာဘယ်လိုနဲ့နေလဲဘာသမီးနဲ့ခေါ်ပြောင်းတယ်သမီးကပြိုကြီးလားအပြစ်မဟုတ်ခလေးတော့လေးတော့ခလေးတော့ခလေးတွေရောခလေးတွေရှိတယ်အမဘရာဟီရမတျော်ပါနေကလာကလာဟိုဟာဟိုဟာမရှိတော့ဘူးမရှိတော့ဘူးဘယ်တော့ဆုံးသွားဆုံးနေရှိတော့ဆုံးသွားရော မှ30လောက်ဆက်တော့ပဲမေ30ဆက်လို့ရတယ်အဲဟုတ်ပြီအဲ့ဘယ်နည်းကြာเออเลยไปอยู่เนี่ยไปอยู่ได้ยาชัดชินเนี่ยบ่ฮู้อีกตัวเดนนี้สอบเลยไอ้ยานี่อยู่อ่ะอ่ําแม่ตาเลยแยกเป็นแล้วปีหลอกสอบไปอ่ะ ဟောဝမ်းလဲဝမ်းသားပါလေ။ဟောဝမ်းလဲဝမ်းနေ။ဝမ်းနေကဗီဇာသူလေးကတယောက်လောခွေးသီးဖြစ်အောင်ပေါ့။ဒီကအင်္ဂလန်နေဆရာကြီးပေါ့။ဆောင်းရင်တော့အခုတော့မကြပါဘူးနော်။မကြပါဘူး။ဒါပေမဲ့သမားလေးတော့တူးနှစ်ဦးရဲ့ရှိသေးကတော်တော်ပဲဆောင်းရချက်ဆောင်းနေရတော့သူအင်္ဂါအင်းဆောင်းနေရကလက်သမားရဖို့တော့လက်သမားရဖို့လို့ဝါးလေးရဖို့လို့ဟေးဝါးရဖို့လို့လေ။ ဒီရွာရှိဝကြီးလိုမျိုးတခြားသွာလာခဲ့တဲ့ရွာလေးတွေတကယ်လိုအပ်နေတဲ့ရွာလေးတွေကိုကျွန်တော်အလှရှင်နေနေနဲ့သေချာလေးစစ်စစ်ဆက်ဆက်နဲ့ရှာဖွေပြီးတော့လှူစေချင်တာပေါ့လှူစေချင်တာပေါ့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီရွာကိုကြော်ခဲ့တယ်အခုဒါကံကောင်းထောက်မှတ်ဆိုတာနဲ့ဆရာတော်နဲ့ကောင်ဆိုးနဲ့ကောင်ဆိုးနဲ့ဥအောင်ဆိုးနဲ့တော်ရဆွေစာပေးရဥအောင်ဆိုးနဲ့ချိတ်မိတဲ့အတွက်ကျွန်တော်ကဒီရွာမှာဒီလိုလိုအပ်နေတယ်ဆိုတာသိခွင့်ရအဲဒီအတွက်ကြောင့်ကျွန်တော်လာလှုပ်ပြတယ်ထုံနီးလကောင်ပဲနောက်လာမယ့်အလှရှင်တွေလည်း ဒေသခံတွေနဲ့မြေပြင်မှာတကယ်ရှိတဲ့အခြေအနေလေးတွေကိုတရက်လောက်တေချာလေးစူးစမ်းပြီးတော့မှတေချာပြင်ဆင်ပြီးတော့လိုအပ်နေတဲ့ဒေသခံတွေဆိုတော့အရောက်သွားစေချင်ပါတယ်ဗျာ